ကျွန်တော်တို့ဒီ record box အတွင်းပေါ်ဒီ Google ရဲ့ကိုဝင်လိုက်ပါเนาะပြီးလို့ရှိရင်ကျွန်တော် record box 7ဆိုပြီးရိုက်ချလိုက်ပါเนาะအဲဒီမှာတွေ့ပြီအဲ့ဒါကိုထပ်နှင်လိုက်အဲဒါသူ့ website ထဲကိုရောက်မယ်ရောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာကိုဝင်လေ့လာခြင်းနဲ့ဆိုလဲဝင်လေ့လာပါเนาะဝင်လေ့လာပြီးတော့ကျွန်တော်တို့စာလေးပါလေးဖတ်မယ်ဆိုလဲဖတ်ပါเนาะဒီမှာသူ့ plan တွေပါပါတယ်ပြီးရင်ဟိုးအပေါ်ဘက်ကိုပြန်သွားပြီးတော့ကျွန်တော်တို့ဒီ try it for free ပါเนาะအဲ့ဒါလေးကိုနှိပ်လိုက် နိုင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီ agree ပေါ့နော်အဲ့ဒါလေးနိုင်ပြီးလိုက်အမှန်ကြီးလေးချက်ပြီးတော့ကိုက window ယူတာဆိုရင် window အနေနဲ့ပေါ့မယ် map နဲ့ဝင်တယ်ဆိုရင် map နဲ့ပေါ့မယ်ပေါ့နော်ဘာမှပြောင်းရမလို့အဲ့ပြီးရင်ဒါ download လုပ်မယ် download လုပ်တာကျွန်တော်ကဒါ win ဟိုပါပေါ့နော် download manager နဲ့ဒါလုပ်တာပေါ့နော်ဒီတိုင်း browser နဲ့ပဲလုပ်လို့ရှိရင်ဒီညာဘက်တောင်ပိုင်းမှာအဝိုင်းလေးပေါ်နေမယ် download လုပ်တဲ့အားလေးပေါ့နော်အဲဒီပြည့်သွားပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ download folder ပေါ့နော်ဒီ C program ထဲကိုသွားလိုက်ပြီးရင်ဒီ compress ဆိုတဲ့ file နဲ့ဝင်ကြည့်လိုက်ဒီခါလေးဒီတိုင်းလေးနဲ့တွေ့တတ်တယ်ပြီးရင်ဒီ right click ထောက် extract လောက် extract here ပေါ့နော်အဲဒီဟာပြီးလို့ရှိရင်ကျွန်တော်ဒီမှာ application ပေါ်လာမယ်သူ zip file ပြင်နေခါကျတော့အဲဒီ extract ဟိုပါပေါ့နော် here နဲ့ဖြည့်လိုက်ပေါ့နော်အဲအဲဒီမှာ yes ပေးလိုက်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ဒီသူဖြည့်ခိုင်းတဲ့ဟာလေးဖြည့်လိုက်ပေါ့နော် okay ပေးလိုက်ပေါ့နော် ခုဒါသူကဘယ်နေရာကို install လုပ်မလဲဆိုတော့ CV ကိုပဲထည့်လိုက်အဲ့မှာကိုပေးကျင်တဲ့ language ပေါ့နော်ကျွန်တော်တို့ English ပေါ့နော်ပြီးရင်ဒီမှာ user agreement အဲပြီးရင်ဒါပြီးသွားပြီပေါ့နော် record ပေါက်သွင်းတာပြီးသွားပြီအဲ့တော့အဲ့မှာကျွန်တော်တို့ကအဲဒီ run ဆိုတဲ့ဟာလေးကိုဒါနှိပ်ပေးလိုက်အဲဒါဆိုရင် record ပေါက်သူစရမ်းမယ် email address ရဲ့ကျွန်တော်တို့ရဲ့ဟိုပါပဲပေါ့နော်ဒါတွေနာမည်တွေဖြည့်ရမယ်ကျွန်တော်အကောင့်ရှိပြီးသားလူက အဲ login ဝင်လိုက်ပေါ့နော်အကောင့်မရှိသေးဘူးဆိုရင်ကျွန်တော်တို့ဒီမှာဒါလေးတွေလိုအပ်လေးတွေဖြည့်ပြီးတော့သူ main account လေးတွေမိတဲ့ဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုကိုယ်ဖြည့်ပေးလိုက်ပေါ့နော်အဲအဲ့ဒါပြီးလို့ရှိရင်တခါ email ကိုသွားပြီးတော့ကျွန်တော်တို့ activation လုပ်မယ်ပြီးရင်ပြန်ဝင်တဲ့ခါကျတော့ဒီအခုနေရာလေးမှာဒီမှာဟို email နဲ့ password လေးနဲ့ဝင်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ record box ကဒါဟိုရသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် step လေးနည်းနည်းပါပဲကျွန်တော်ပေါ့နော်တကယ်လို့ သူက plan တွေပါရွေးခိုင်းလို့ရှိရင်လည်း free plan မှာရွေးပြလိုက်ပါတော့เนาะ drop out တွေပါရလည်းကျွန်တော်တို့လောလောဆယ်မသုံးသေးဘူးပါတော့